နာနာဘဝကဗျာဟောဒီဗတ္တကဘာကြီးနိုင်ဘယ်သူဟာဘလောက်များညံရမှညင်ကြက်ခဲ့ပါသလဲဖះရှင်ဟောကြားတော်မူခဲ့သောငါတို့တတ္တလောကကြီးလေတဏိတရားဤပညာအပေါင်းစုံနဲ့ယိုယွင်းလာရတယ်နောက်ဆုံးမှာလူတို့ကမျိုးရိုးဘီသဖွဲ့စည်းမှုအတိတ်တွေတုံးပြီး ဖတ်ဆက်တတဝါတို့ကိုမျိုးပွားထုတ်လုပ်လိုက်ကြလေရဲ့ဆိုကြပါသူကျင်းတဲ့စင်ကို ပေါင်းတော့ကျက်စင်မြင်းတဲ့ကြားကို ပေါင်းတော့မြင်းကြားငှက်တဲ့ရှင်သေးကိုပေါင်းတော့ငှက်ရှင်သေးငန်းတဲ့မွေကိုပေါင်းတော့ငန်းမွေကျန်တဲ့ဖို့ကိုပေါင်းတော့ကျန့်ဖို့တဲ့ဘာပဲဖြစ်ဖြစ် အားလုံးဟာတိရစ္ဆာန်စည်ရင်ဝင်တွေပဲအပေလေးပုံမှာလဲငရဲပိတ်တာ သူရကယ်တို့ ਨੇ တဒန်းတဲ့ရက်တီနိုင်ခဲ့တယ်အဟအဲ့ဒါလို့ရေမိတာများအပြင် ခုဆိုနှာစေးရှောင်းဆိုခေါင်းကိုက်ပိုက်နာစတဲ့ခစ်ပေါ်အမူအရာများမှာအောက်တန်းကြမှုတွေကအရှံအပယ်ဖြစ်လာတယ်။တမိုင်းတစ်လျှောက်လုံး ဓမ္မနဲ့အာဓမ္မဟာတိုက်ပွဲတွေကြီးပဲနှစ်ဖက်စလုံးမှာအကြအဆုံးများတယ်ကုံခဲ့တဲ့ရှင်တွေမနေတော့ဘူးလူအဖြစ်ဆိုတာလဲအမှားယွင်းဆုံးစီးစိမ်တစ်မျိုးပဲမဟုတ်လားဒီလိုနဲ့ငါတို့ကတလိမ့်ဆန်တွေပေါ်မြစ်တာထားဖို့ကို့အတက်မှာကိုစူးမိခဲ့ကြပါပြီအပြားเสีย ဝေမှုတွင်2009